ငွေကိုနီးမှန်လမ်းမှန်နဲ့ရှာဖွေပါ။ဗါတယ်လေငွေကို နီးမှန်လမ်းမှန်နဲ့ရှာဖွေပါလို့ခွန်အားပေးခြင်းတယ်။ကျွန်တော်ယုံကြည်သူတွေလေတခါတလေကြလို့ရှိရင်ကျွန်တော်တို့ငွေကိုနီးမှန်လမ်းမှန်မရှာဘဲနဲ့အောက်လမ်းနဲ့ရှာကြတယ်။ Okay အောက်လမ်းဆိုတာကဒူးစရက်အပြစ်လုပ်ပြီးတော့မှရှာတတ်ကြတယ်။အဲ့ဒီဒူးစရက်အပြစ်ကိုလည်းဖုံးကွယ်ထားတတ်ကြတယ်။ တုတ်တန်ချမ်းခန်းကြီး16ငွေ10မှာဘယ်လိုပြောလဲဆိုတော့ဖြောင်းမှတ်ခြင်းပါရမီနဲ့ရင်တော်ဥစ္စာအနှဲငယ်ဒီမတရားတစ်ဖြစ်ရတော့ဥစ္စာအများထက် တာ၍ကောင်း၏တဲ့အင်မတန်ရှင်းတယ်နော်ဒီမှာဖြောင်းမှတ်ခြင်းပါရမီနဲ့ရင်တော်ဥစ္စာအနှဲငယ်ဒီတဲ့မတရားတစ်ဖြစ်ရတော့ဥစ္စာအများထက်တာ၍ကောင်း၏တဲ့တုတ်တန်ချမ်းကတော့ရှင်းရှင်းလင်းလင်းတုံတင်တာခုနကမှလည်းဒီတိုင်းပဲအခုလည်းဒီတိုင်းပဲ တန်တန်ရှင်းရှင်းနဲ့ရလာတဲ့ငွေကြီးနည်းနည်းလေးနဲ့စာလို့ရှိရင်တဲ့မဟုတ်မကလုပ်ပြီးတော့မှအများကြီးရလာတဲ့ငွေကြီးထက်ပါ၍မြတ်တယ်တဲ့အဲ့ဒီနည်းနည်းလေးကဒီကနေ့တော့ဒီလိုခံယူတဲ့သူကအင်မတန်ရှားလာပြီပတ်စံမြင်ပြီဆိုလို့ရှိရင်ဘာဖြစ်လဲတိတ်တိတ်ပုံးနဲ့အများကြီးလိုက်လိုက်ယူချင်တယ်ဒူးစရအပြစ်လုပ်မယ်ဆိုရင်လည်းမကြောက်တော့ဘူးဖယားသခင်ကိုမကြောက်တော့တာတုတ်တန်ချန်ခန်းကြီး30အငယ်1ကနေ3ကိုပြန်ဖတ်ကြည့်မယ်နော် ကျန်းစာရှိမယ်ဆိုရင်စက်တိုက်လမ်းမှာဖတ်ကြည့်ပါနော်ကျွန်တော်ဖတ်ပြမယ်တုတ်တန်ခန်းကြီး30ငယ်နှစ်ကနေ3မတရားတော့ဥစ္စာဗန္နာဒီအကျိုးမရှိ ဖြောင့်မတ်ခြင်းပါရမီမူကတေခြင်းမှကေတင်တက်ဤဖြောင့်မတ်တော်သူကိုငဲ့၍တေစေခြင်းကထောရဖျားသည့်အခွင့်ပေးတော်မူမူမတရားတော့သူတို့ဤအာတမအမှုကိုကဖျက်ဆီးတော်မူဤဒီနေရာမှာကျွန်တော်တို့တတိထားရမှာကမတရားပဲရလာတဲ့ရွှေငွေဥစ္စာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကျွန်တော်တို့ရဲ့ပတ်စံတွေအကျိုးမဖြစ်ပါဘူးတဲ့ကျွန်တော်တို့အတွက်ရည်ရှိအကျိုးမဖြစ်ဘူးဖြောင်းမတ်ခြင်းပါရမီမူကပေချင်းမှကေတင်တတ်တယ်တဲ့ဆိုရှင်းရှင်းလေးပြောမယ်ဆိုလို့ရှိရင်အလုတ်ကိုလေအပြစ်ပါတဲ့အလုတ်လုတ်ပြီးတော့မှမဟုတ်မက အလုတ်လုတ်ပြီးတော့မှကျွန်တော်တို့ငွေကိုမရှာပါနဲ့တဲ့ကောင်းတဲ့အလုတ်ကိုလုတ်ပြီးတော့မှဒါလေးအသက်မွေးဝမ်းကြောင်းလုတ်ပါ မစိုးရင်ပါနဲ့တဲ့ဖြောင်းမတ်တဲ့သူကိုဘုရားသခင်ကငက်ပြီးမှသေစေမှာမဟုတ်ဘူးတဲ့ဒီစကားအင်မတန်မှန်တာပဲခရိယံယုံကြည်သူတယောက်ကကျွန်တော်တို့တောင်းစားနေတယ်ဟိုလိုက်ပြီးတော့မှငက်လို့တည်သွားတယ်ဆိုတာကျွန်တော်တခါမှမကြဘူးဟုတ်တယ်နော်အားလုံးကြားဘူးကြားဘူးမလားမသိဘူးမကြားဘူးနော်ဘာကြောင့်လဲသိလားစစ်မှန်တဲ့ခရိယံကိုဘုရားသခင်ကငက်ပြီးမှလုံးဝမသေစေဘူးလို့ကျမ်းစာထဲမှာပါပြီးသားဘုရားသခင်ကဂတိတည်တဲ့ဘုရားလေ ဖြောက်မှတ်တော်သူဆိုတာခရိယံယုံကြည်သူတွေကိုပြောတာယေရှုကိုယုံကြည်လို့ဖြောက်မှတ်တော်သူဖြစ်သွားတဲ့သူတွေကိုပြောတာအာမင်အဲ့ဒီလူတွေကိုဘုရားသခင်ကအငတ်မထားဘူးတဲ့ငတ်ပြီးမှတေစီမှာမဟုတ်ဘူးတဲ့ဘုရားသခင်ကဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ကြွေးမွေးမှာပဲတဲ့ဒါကြောင့်ငါမစားရမှမတောက်ရမှကြောက်ပြီးတော့မှအောက်လန်းနဲ့အလုံးမလုံးပါနဲ့တဲ့။ဟိုအပြစ်အပြစ်ပြုတ်တဲ့ဒူးစရအလုတ်ကိုမလိုက်လို့ပါနဲ့။ဖျားသခင်နစ်တတ်တဲ့မန်ကန်တဲ့အလုတ်ကိုပဲလုတ်ပါ ဒီကနေ့တရားသီတနာကိုနားထောင်နေတဲ့ယုံကြည်သူညီကိုမောင်တော်မတွေဘာအလုပ်လုပ်နေလဲမသိဘူးနော်ဆရာရဲမင်းကမသိပါဘူးအားလုံးဘာအလုပ်လုပ်နေလဲကျွန်တော်တရားသီတနာနားထောင်နေတဲ့သူတွေလည်းအများကြီးရှိတယ်ယာကနေထောင်ချီတိရှိတယ်အဲ့ဒီတလောက်များများတော့လူတွေကဘာအလုပ်လုပ်နေလဲကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ဒီကနေတတိပေးလို့ရတာတခုကဖယားသခင်မနစ်သက်တဲ့ဒူးစရိုက်နဲ့ရှင်နဲ့အလုပ်ကိုမလုပ်ပါနဲ့ ဘယ်အလုပ်တွေကကျွန်တော်တို့ဘုရားသခင်မနစ်သက်တဲ့အလုပ်လဲဆိုရင်ကိုကိုကိုစံစာဖတ်ရင်စူတောင်းရင်နဲ့နှလုံးသားထဲမှာပေါ်လာလိမ့်မယ်တခါတလေကိုလှုပ်တဲ့အလုပ်ကဩတပစိတ်မကြည်လင်ဘူးတည်လားဟာငါဒီဟာလှုပ်တာနှလုံးသားတောင်းတနေရာမှာကတေချာတိနေတယ်ဘုရားသခင်မနစ်သက်ဘူးဆိုတာโอเคအဲ့ဒါတန်ရှင်တော်ဝင်းရင်တော့တင့်ကိုတတိပေးနေတာနော် ဒီအလုတ်လောက်တာနည်းနည်းမှမပျော်ဘူးဒီစိတ်ထဲမှာလေဒီအလုတ်လောက်တာစိတ်ထဲမှာဘုရားသခင်ကိုမမီရဲဘူးဘုရားတရားမလုတ်ရဲဘူးဘာကြောင့်လဲဒီအလုတ်ကဘုရားသခင်မနစ်သက်ဘူးဆိုတာတည်တယ်အဲ့လိုတည်တဲ့အခါမှာအမြန်ဆုံးအဲ့ဒီအလုတ်ကနေအာဘာလဲကျွတ်သွားဖို့ရင်အဲ့ဒီအလုတ်ကနေအမြန်ထွက်လာနိုင်ဖို့ရင်တခြားအလုတ်ရဖို့ရင်ဘုရားသခင်စီမှာဆုတောင်းပါ Okay ဘုရားသခင်မှာဆုတောင်းပါဘယ်အလုတ်တွေကဘုရားသခင်မနစ်သက်ဘူးလေဆိုတချို့ကိစ္စတွေကပြောရခက်တယ်ဒါပေမဲ့တင်တိတယ်ဘာကြောင့်လဲ တန်ရှင်တော်ဝိညာဉ်တော်ကတင်းရဲ့နှလုံးသားထဲမှာရှိလို့တတိပေးနေတယ်တင်းကိုတန်ရှင်တော်ဝိညာဉ်တော်ကတင်းမကောင်းတဲ့အလုပ်တွေလုပ်နေရင် तू နေနိုင်မှာမဟုတ်ဘူးအမြဲတမ်းတင်းအော်တိုဘတ်စိတ်ကိုလုံဆော်နေမှာပဲတင်းမပျော်နိုင်ဘူးအဲ့ဒီလုပ်ထဲမှာဖခင်တရားကိုတင်းမမြင့်ဘာလဲမျက်နှာချင်းမဆိုင်ရဲဘူးဘာကြောင့်လဲဆိုတော့ဖခင်မနစ်တဲ့ဘူးဆိုတာတင်းမတိစိတ်တဲ့နေရာကနေတိနေတယ်ဒါရှင်းတယ်နော်ဘာကြောင့်လဲဆိုတော့တချို့ယုံကြည်သူတွေကျွန်တော်နဲ့စကားပြောတဲ့အခါမှာအဲ့ဒီအတန်တွေထွက်လာတယ် ဆရာကြီးတဲ့ဒီအလုတ်ကိုကျမတော့မလုံနိုင်တော့ဘူးတဲ့ဘာကြောင့်လဲကျွန်တော်စိတ်ထဲမှာလုံးဝမပျော်ဘူးတဲ့ဘုရားမကြိုက်ဘူးလို့ပဲနှလုံးသားထဲမှာခံယူရတယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်ဆုတောင်းပေးလိုက်တယ်ဆုတောင်းပေးလိုက်တဲ့အခါမှာအဲ့ဒီအလုတ်ကိုယုံထက်နိုင်ဖို့ရန်အတွက်ဘုရားသခင်သူ့ကိုခွန်အားပေးလာလိမ့်မယ်အာမင်ဒီတိုင်းမှာပဲအခုနားထောင်နေတဲ့ယုံကြည်သူတွေလည်းကျွန်တော်တို့ဘာအလုပ်လုပ်နေတယ်အဲ့ဒီအလုပ်ကိုဘုရားသခင်နှစ်သက်ရဲ့လားမန်ကန်တဲ့အလုပ်ဟုတ်ရဲ့လားဆိုတာအင်မတန်အရေးကြီးပါတယ်မန်ကန်တဲ့အလုပ်မှာဘုရားသခင်ကောင်းချီးပေးပါလိမ့်မယ် မမှန်မကန်ရလာတဲ့အရာကမနေ့ကကျွန်တော်တို့ပြောသလိုအဲ့ဒီပတ်စံရလာရင်ဘာဖြစ်လဲအတ္တာမှာပို့ပြီးတော့မှပြဿနာတက်လာနိုင်တယ်အဲ့ဒီပတ်စံကြောင့်ဘုရားသခင်ကောင်းကြီးပေးတဲ့ရွှေငွေဥစ္စာကနောက်ဆက်သွဲပြဿနာမပါလာဘူးဘုရားသခင်မပေးတဲ့ဒုစရိုက်ကနေပါလာတဲ့ပတ်စံတွေကနောက်ဆက်သွဲပြဿနာတွေဖြစ်လာနိုင်တယ်ဒါကိုသတိထားဖို့လိုတယ်နော်အေဖက်ဩဝါဒစာခန်းကြီး၄အငယ်28ကိုနောက်ဆုံးကျင်းချက်တစ်ချက်ဖတ်ချင်တယ်နော် ျမ်းစာရှိမယ်ဆိုရင်ဖွင့်ကြည့်ပါအေဖတ်ဩဝါဒစာခန်းကြီး၄ငယ်28ခိုးတက်တော်သူဒီနောက်တစ်ဖက်မခိုးပဲစင်းရဲတော်သူအားပေးကမ်းဝင်ငါရန်ရှိစီခြင်းကမိမိလက်နဲ့ကောင်းသောအလုပ်ကိုလှုပ်ဆောင်အားထုတ်စီဒီကျမ်းချက်တစ်ချက်နဲ့ဤကုံချုပ်တာအင်မတန်တင့်တော်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာအင်မတန်အရေးကြီးတဲ့စကားသခုံးပြောထားတယ်။ပေါ်လူကအေဖက်အတင်းတော်ကိုစာရေးပေးတဲ့အခါမှာအတင်းသူတင်သားတွေထဲမှာအလုပ် ကောင်းတဲ့အလုပ်မလုပ်တဲ့သူတွေရှိတယ်။ဒါကြောင့်ဒီစကားသခွန်းကိုတေချာလေးပြောပြခဲ့။မိမိလက်နဲ့ပါဖြစ်လေ။ကောင်းသောအလုပ်ကိုလှုပ်ဆောင်ပါတဲ့။မိမိအလက်ကောင်းတဲ့အလုပ်ဆိုတာဖရာသခင်နဲ့တက်တဲ့အလုပ်အပြစ်မပါတဲ့အလုပ်ဩတပစိတ်ကြည်လင်တဲ့အလုပ်အဲ့ဒီအလုပ်ကိုလှုပ်ပြီးတော့မှဘာပါသေးလဲဆိုအားထုတ်စေတဲ့ဆိုလိုချင်တာကကြိုးစားလှုပ်ကြိုင်ပါလို့ပြောတာ။အလုပ်ကိုကြိုးစားပါလို့ပြောတာ။ကောင်းတဲ့အလုပ်ကိုလုပ်ရမယ်။အဲ့ဒီကောင်းတဲ့အလုပ်မှာ စ조사အားထုတ်ရမယ်ဆိုပြီးတော့မှကျွန်တော်တို့ပြောသွားတာဖြစ်တယ်။ငွေကိုနီးမှန်လမ်းမှန်ရှာဖွေပါ။ကောင်းတဲ့အလုပ်လုပ်ပါမကောင်းတဲ့အလုပ်မလုပ်ပါနဲ့လို့ကျွန်တော်ပြောသွားတယ်။ဘုရားသခင်မနစ်တတ်တဲ့အလုပ်လုပ်နေလို့ရှိရင်ဘုရားသခင်ဆုံးမခြင်းခံရမယ်။အဲဒါကြောင့်ကောင်းတဲ့အလုပ်ကိုဒါလုပ်ပြီးတော့မှ조사အားထုတ်ကြပါလို့ကျွန်တော်ခွန်အားပေးနေဒီမှာပဲနှီးကုံချုပ်လိုက်ပါတယ်။ဒီကနေ့မနေ့နှုတ်ဘတော်ကိုနားဆင်သွားတဲ့သူအယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍တာ၍ ကောင်းချီးပေးပါစီတော့အာမင်